ငလင်တန်ကျောင်းနိုင်ငံတော်ကအကျဉ်းထောင်တွေထိခိုက်မှုတွေရှိခဲ့သလိုအကျဉ်းသားတွေလည်းထိခိုက်သေးဆုံးမှုတွေရှိခဲ့ပေမဲ့စစ်ကောင်စီရဲ့တရားဝင် ထုတ်ပြန်ပြောဆိုတာမရှိတဲ့ပေါ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျဉ်းသားကွန်ရက် PPNL ရဲ့ဥဆောင်ကော်မတီကိုတိုက်ထုံးဦးကို DPP သတင်းတောက်သွေးတက်ကမေးမြန်းထားပါတယ်ရှင်ဟုတ်ကဲ့ကိုဟုတ်ဟုတ်ပထမဆုံးသိချင်တာကလေကိုဒီအခုလက်ရှိကြုံနေရတဲ့ဒီငလင်တန်းချောင်းပေါ့နော်နိုင်ငံတော်မှာရှိတဲ့အချင်းထောင်တွေရဲ့အခြေအနေကဘယ်လိုရှိပါလဲဗျာဟုတ် အဲအထူးတစ်ဖြစ်တော့ငလျင်ဗဟိုချက်မှလုတ်ခတ်သွားတဲ့ကျွန်တော်တို့မန်လေးဒေသအတွင်းမှာရှိရချင်းထောင်တွေရစကိုင်းတိုင်းတွင်းမှာရှိရချင်းထောင်တွေကတော့အဓိကထိခိုက်တယ်အဲအထူးတစ်ဖြစ်ချင်းထောင်9000လောက်ကိုကျွန်တော်တို့ပို့ပြီးမှတော့အောင်ဆိုင်ပြောရမယ်ဆိုရင်တော့မန်လေးအို့ဘိုချင်းထောင်မှာတော့တော်တော်လေးကိုမှထိခိုက်မှုရှိခဲ့တယ်ဂျမဲတင်းချင်းထောင်နဲ့ထောင်နေရလည်းထိခိုက်မှုတွေရှိခဲ့တယ်ပြီးတော့စကိုင်းတိုင်းတွင်းကအဲအထူးတစ်ဖြစ်မော်ဝါထောင်မှာလည်းအနည်းငယ်ထိခိုက်မှုတွေရှိခဲ့တယ်ပေါ့လေအဲတော့ဒီထောင်3000မှာတော့ကျွန်တော်တို့လက်ရှိ အရရှိတာအချက်လက်တွေကတော့ထိခိုက်မှုတွေအဆောက်အုံပိုကျမှုတွေပျက်စီးမှုတွေရှိခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကိုဒီအဆောက်အုံပိုကျမှုတွေအပြင်လူထိခိုက်မှုတွေဒဏ်ရာရရှိမှုတွေရောဘယ်လိုတွေရှိလဲကိုဟုတ်အဲကျွန်တော်တို့ဒီအချင်းဆောင်တွေအချင်းတွေကတော့ရရှိဖို့ခဲရင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ထိအတည်ပြုထားနိုင်တဲ့အချက်လက်တွေရဆိုရင်အို့ဖို့အချင်းဆောင်တစ်ခုရဲ့မှာနေမယ်ကျွန်တော်တို့ဒါငလျင်တန်ချောင်းဖို့လို့ပေါ့နော်အဆောက်အုံပြောကြတဲ့အခါမှာ ကြားတဦးတည်ဆုံးမှုကိုကျွန်တော်တို့အတည်ပြုထားနိုင်တယ်အဲ့ဒီကြားတဦးကရိုးရိုးချင်းလားနိုင်ငံချင်းလားဆိုတော့ကျွန်တော်တို့ဆက်ပြီးမှအတည်ပြုရမယ့်အခြေအနေဖြစ်ပါတယ်အလားတူပဲအမျိုးသမီးဆောင်ဘက်မှာလည်းအဆောင်ပြိုကျမှုတွေဖြစ်တဲ့အခါမှာအ ਨੇ ဆုံးအမျိုးသမီး၂ဦးတည်ဆုံးမှုကိုကျွန်တော်တို့အဲအတည်ပြုထားနိုင်တယ်စုစုပေါင်းတော့ကျွန်တော်တို့၄ဦးတည်ဆုံးတာကိုအတည်ပြုထားနိုင်ပေမဲ့တဦးကကြားမှအတည်ပြုဖို့ကျွန်တော်တို့ဆက်ပြီးမှ အဲစူးစမ်းရအောင်မှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့အ ਨੇ ဆုံးတည်ဆုံးမှုအရေးတော့ကိုပဲပြောနေခြင်းဖြစ်ပြီးမှာမြေပြင်မှာတော့ကျွန်တော်တို့အဲတခြားအချက်လက်တွေရအောင်ဆိုရင်အ ਨੇ ဆုံး12ဦးလောက်ဒီကိုမှာထိခိုက်တည်ဆုံးမှုရှိခဲ့ရဲဆိုတော့အချက်လက်တချို့လည်းရထားပါတယ်ဒါပေမဲ့အဲ့ဒီအချက်လက်တွေကိုတော့ကျွန်တော်တို့ဆက်ပြီးမှာတည်ပြုနေရဆဲဖြစ်ပါတယ်ကနဦးအဖြစ်ဆိုရင်တော့အ ਨੇ ဆုံး၄ဦးတော့ဒါငလင်တန်ကြောင်းမို့လို့ဒီတည်ဆုံးထားရဲလို့တော့ကျွန်တော်ပြောလို့ရပါတယ်ဗျဟုတ်ကဲ့ကိုဒီမန္တလေးမှာလောက်ခတ်ခဲ့တဲ့ငလျင်ရလေအရန်လဲပြင်းထန်ခဲ့တော့လေဒီအိုးဖို့ထားမှာအဲ့လိုထိခိုက်ခဲ့တဲ့တိုက်ဆုံမှုတွေ အဲဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့ကောဒီအာနာပိုင်းတွေဘက်ကဘာတွေလုပ်ပေးတာမျိုးတွေရှိလဲဘာတွေကြားသိရလဲကိုအာအာနာပိုင်းတွေဘက်ကတော့သူတဖြစ်အချင်းထောင်တွင်းကတိုက်စုံမှုတွေငလင်တန်ချောင်းထိခိုက်မှုတွေကိုတော့တည်င်းဖုံးထားတဲ့အခြေအနေကိုပဲပထမဆုံးသူတို့လုပ်ပါတယ်နောက်တစ်ခုကအဆောင်တစ်ဆောင်နဲ့တစ်ဆောင်ကြားမှာကိုမှဒီဆောင်မှာဘာဖြစ်သွားလဲဆိုတော့နောက်တစ်ဆောင်ကမသိရအောင်ဒီကိုသူတို့စီကန်းနေတင်းကျက်ပြီးမှတော်လာခွင့်နဲ့ပြိပင်ထားတယ်တိစုံမှုတွေကိုလည်းဒီနေ့ချိန်ကြီးတရားဝင်တရင်ထုတ်ပြန်မှုမလုပ်ခဲနဲ့ဒါတရင်ကိုအမောင်းချထားစေဖြစ်ပါတယ်ဗျ အဒီလိုခြေနေကိုတော့တို့ပြုလုပ်ထားတယ်။ထောင်ဝန်သာအတွေ့ခွင့်တချို့တော့မနေရဒီနေ့ပေါ့နော်။ဒီနေ့နဲ့မနေရတော့တွေ့ခွင့်တွေပြုထားရဲဆိုတာသိရပေမဲ့အကန့်တည်းနဲ့တွေ့ခွင့်ရပြီးမှထောင်ဝန်သာအတွေ့ခွင့်တွေမှာလည်းဒီလိုခြေနေတွေထောင်ရင်းရဲ့ခြေနေတွေကိုပြောခွင့်မပေးဘူးပေါ့နော်။ပြောခွင့်မပေးဘူး။အဲအဲ့ဒါကိုပြောဖို့ဆိုရင်လည်းတို့တွေစောင့်ကြည့်တာမျိုးတွေပြောနေတဲ့လူတွေကိုစောင့်ကြည့်တာမျိုးတွေလည်းတို့လုံဆောင်နေရမျိုးရှိပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒီထောင်ထဲမှာကြားခံနေရတဲ့အကျဉ်းသားတွေရဲ့ရုပ်ပိုင်းစိတ်ပိုင်းကျမရဲ့အခြေအနေတွေကဘယ်လိုမျိုးရှိနေလဲကိုဟုတ် အားလုံးကတော့ကျွန်တော်တို့စိုးရိမ်ပူပန်မှုများစွာနဲ့ညားတွေကိုအိတ်နေကြရတယ်။နေ့ကနေ့လယ်မှာလည်းထောင်တဘောတရားဖြစ်တဲ့အတွက်ကတန်းပိတ်ထားတာမျိုးတော့ခတ်ထားတာမျိုးရှိတယ်။အဲ့တော့ငနေလုတ်ခတ်တဲ့နေ့မှာလည်းဒီတန်းပိတ်ထားတဲ့အချိန်ဖြစ်တဲ့အတွက်တော့အချင်းသားထိခိုက်မှုတွေရှိခဲ့တယ်။ထွက်ပြေးခြင်းနဲ့ဆန္ဒရှိတိတိုင်အောင်ဒီထောင်တကားတွေကိုရိုက်ချိုးဖျက်ပြီးမှတီးလို့ရတဲ့အချိန်တွေမဟုတ်တဲ့အခါမျိုးမှာတော်တော်များများဒါ အခမ်းအနဲရဲမှာပဲထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေအဲတိတ်ဆုံးခဲ့တဲ့သူတွေရှိခဲ့တယ်လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်အဲ့ဒီကလေးကတော့ကျွန်တော်တို့အချင်းဦးစီးရဲ့ထောင်အာဏာပိုင်တွေကိုအဲဒါကျွန်တော်တို့နိုင်ငံရေးကျင်းသားတွေပါဝင်ကျင်းသားတွေကဒီထောင်တကားတွေကိုဒီကာလတွေမှာမပိတ်ထားပေးဖို့ပဲမပိတ်ထားပေးဖို့ပေါ့နော်ဒီထောင်တကားတွေကိုမပိတ်ထားပေးဘူးပြီးတော့ကြတော့အဲအတက်နိုင်ဆုံးထွက်ပြေးရလွယ်ကူအောင်စီစဉ်ပေးဖို့ပြောနေပေမဲ့ကျွန်တော်တို့အခုချိန်ကြီးတော့အဲနှစ်ဖက်ကြားမှာညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေရဆဲဖြစ်ပါတယ်ခင်ဗျ ဟုတ်ကဲ့ထောင်ဖြစ်တဲ့အတွက်သူတို့ဘက်ကလည်းလုံခြုံရေးအရာအကြောင်းပြပြီးမှတော့ဒါတကားတွေကိုဆက်ပိတ်ထားတာမျိုးအဲသူတို့ဘက်ကတော့အားတန်နေတယ်ကျွန်တော်တို့ဒီဘက်ကနိုင်ငံချင်းသားနဲ့အချင်းသားတွေဘက်ကတော့အသက်အန္တရာယ်အရေးကြီးတာဖြစ်တဲ့အတွက်အာအချင်းသားတွေကိုဒီထောင်တကားတွေကိုအမြဲတစေပိတ်ထားတာမျိုးမလုပ်ဘဲနဲ့အရေးအကြောင်းဖြစ်လာခရင်ဖွဲ့ပြေးအောင်လုပ်စီမံပေးဖို့ဆိုတာမျိုးတော့တောင်းဆိုနေကြတာမျိုးတင်ပြနေကြတာမျိုးတော့ရှိပါတယ်ခင်ဗျာအဲထပ်တည်ချင်တာအခုလိုမျိုးဒီလိုတဘာဝဘေးရန်တွေကြုံရတိုင်းပေါ့နော်ဒီသတင်းတွေ တားမြစ်ပိတ်ပင်ခံထားရတဲ့အချင်းထောင်တွေကနိုင်ကျင်းတဲ့အပါအဝင်ပေါ့နော်ဘလို့မျိုးလူအခွင့်အရေးချိုးဖောက်တာတွေခံနေရလဲဗျဒီပေါ်တော့ PPNM နေနဲ့ဘာများဖြစ်ဆက်ပြီးတော့ပြောချင်လဲဗျဟုတ်အော်တေဆုံးမှုတွေဖြစ်ပြီဆိုရင်မိသားစုဝင်တွေကိုတရားဝင်ចောင်းကြရမှာပေါ့နော်မိသားစုဝင်တရားဝင်ចောင်းကြရမယ်လက်ရှိမှာအင်တာနက်ဖုန်းလိုင်းပြတ်တောက်တိတန်အောင်ကျွန်တော်တို့ထောင်ရဲ့နီးစနစ်ရဆိုရင်အဲစာလိုက်ကနေစာပို့တာမျိုးတွေလုပ်ရမယ်ပေါ့ အဲ့တော့ဒီရက်ပိုင်းအတွင်းမှာတိုက်စုံမှုတွေကမိသားစုဝင်တွေမတိကြသေးတယ်လို့အချင်းဆောင်ထဲမှာပဲမိသားစုလိုက်ဖန်ခံတဲ့အခါမှာတခြားဆောင်ကတိုက်စုံမှုဥပမာလူတပိဆောင်ကတိုက်စုံခဲ့တဲ့ကိစ္စမျိုးဆိုရင်မူဒါဆောင်ကလူကတွားရောက်ကြီးစုခွင့်မရတာအပြင်တွားရောက်တွေးဆောင်ခွင့်မရတာမျိုးတွေဒီမှာကန့်တက်ခံနေရတယ်ဒါဟာမိသားစုရဲ့နောက်ဆုံးနာရေးအချိန်ထိကျုံရတဲ့တိုင်အောင်ကျွန်တော်အချင်းသားတွေရဲ့တွေးဆောင်ခွင့်ကိုမရတာမျိုးအချင်းသားခွင့်ရေးချိုးဖောက်ခံရတာဖြစ်တယ်အဲဒါအပြင်အသက်အန္တရာယ်စိုးရိမ်ရတဲ့ကာလမျိုးမှာအချင်းသားတွေကိုဒါသူတို့စနစ်ကြတဲ့စီမံခန့်ခွဲမှုမလုပ်ခဲနဲ့ ချင်းထောင်တွေကတည်ဆုံမှုတွေကိုတရားဝင်တရင်ထုတ်ပြန်တာမျိုးမလုပ်တာဟာလည်းချင်းထောင်တွေတည်ဆုံမှုတွေကိုဒါကွယ်ဝှက်ထားခြင်းဖြစ်တယ်။တထောင်တွေတည်ဆုံမှုတွေကိုတည်င်းတိပိုင်ကွင်းကိုဒါကန့်တက်ထားခြင်းဖြစ်တယ်။ဒါချိုးပေါက်ခံရခြင်းဖြစ်တယ်လို့တော့ကျွန်တော်ပြောကြင်ပါတယ်။အဲဒါကြောင့်မို့လို့ကျွန်တော်အခွင့်အရေးနဲ့တော့အချင်းထောင်တွေအတွင်းမှာတည်ဆုံမှုတွေဘယ်လောက်ရှိခဲ့လဲဆိုတာကိုအချင်းဦးစီးဌာနအနေနဲ့ရောစစ်ကောင်စီအနေနဲ့ရောတရားဝင်ထုတ်ပြန်မှုလိုအပ်တယ်။စစ်ကောင်စီဒီနေ့ထုတ်ပြန်နေတဲ့အဲအချင်းထောင်အတွင်းပေါ့နော်အထူးသဖြင့်ငလျင်တန်းကြောင့်တည်ဆုံမှုဆိုတဲ့အရေးအတွက်တွေထဲမှာရောအချင်းထောင်ကတည်ဆုံခဲ့တဲ့သူတွေရဲ့စီးရင် ထက်တွက်ထားခြင်းရှိမရှိဆိုတာကိုကျွန်တော်တို့မေးခွန်းမေးလိုပါတယ်တကယ်လို့ထက်မတွက်ရသေးဘူးဆိုရင်ထက်တွက်ပြီးဖို့လိုအပ်တယ်လို့ထက်တွက်ထားရဆိုရင်လည်းအရေးအတွက်ဘယ်လောက်ထိပါဝင်ထားလဲဆိုတာကိုရှင်းရှင်းလင်းလင်းနဲ့တိတိကျကျထုတ်ပြန်ဖို့လိုအပ်တယ်လို့တော့ကျွန်တော်တို့အဓိကပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါကိုဟောအချိန်ပေးဖြစ်ပြီးတာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်